Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှစ်ခတ်စီစဉ်ရဲ့2025ခုဇွန်လ9ရက်နေ့အတွက်ဆောင်ရွက်ရှောင်ရွက်ဆောင်ရွက်ရမယ့်နှစ်ခတ်ချိန်ခါတွေကိုကျမအင်ဒရီမွန်နဲ့မတ်ရွှေရုံမြေတို့မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်2025ဇွန်လ9ရက်နေ့တနင်္လာနေ့တနင်္လာတပိယအတွက်ပုံမပြီးတရားမှုရှိနိုင်တဲ့ကောင်းမွန်တဲ့နှက္ခတ်9ပါးနဲ့မြမွေလူဝင်ကိစ္စရပ်များဆောင်ရွက်နိုင်ရန်နှက္ခတ်ခြေကကောင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ နေ့လယ်3နာရီ9မိနစ်မှနေ့လယ်3နာရီ28မိနစ်အတွင်းမှာတော့ဟိုကန်ကြီးမြင့်ပဲတနက်ခတ်ကင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်ညနေ6နာရီ3မိနစ်မှညနေ6နာရီ23မိနစ်အတွင်းမှာတော့ဇန်ထအောင်မြင်ပြီးမြစ်တရေကန်ကောင်းမှုမဲ့ဆုံးနက်ခတ်ကင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်တနင်္ဂနွေနေ့ညတကောင်ကျော်ပြီးတင်းကနေမနက်7:38မိနစ်မှ 12နာရီ58မိနစ်အတွင်းမှာတော့မိသည့်လုံခေစာမျက်မဆိုဆောင်ရပါကအထူးတရားရှိအောင်မြင်မဲ့အတပြိနခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။တနင်္ဂနွေနေ့ညတကောင်ကျော်ပြီးတင်းလာနေအကူနနန်း12နာရီ48မိနစ်မှနနန်း10နာရီ8မိနစ်အတွင်းမှာတော့ရာဒူဝဆာအနာကြီးမြင်မဲ့ထိပြုနခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်10နာရီ56မိနစ်မှနေ့လယ်7နာရီ16မိနစ်အတွင်းမှာတော့အင်ဆန်မြေရောင်းဝယ်ကိစ္စရပ်တွေအကျိုးပြုမဲ့ဆင်းဖြူနက်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ တနင်္ဂနွေနေ့ညသကောင်ကျော်ပြီးတင်းလာနေအကူနနက်7:38မိနစ်မှနနက်7:59မိနစ်အတွင်းမှာတော့ငွေကြေးရှင်ငွေရနာထီကဆန်မှုကံအကောင်းဆုံးစီမဲ့ရင်နာနက်ကခင်ချောက်တဲ့ချိန်ပဲဖြစ်ပါရှင်နနက်9:10မိနစ်မှနနက်9:20မိနစ်အတွင်းမှာတော့သာသမီရနာထုံကားရရှိစေမယ့်တနင်္လာနေ့ခက်ကင်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်တနင်္လာသတင်းများအပေါ်ပုံမူပြီးထ ිය မှုရှိနိုင်တယ်ဆိုရဲနှစ်ခက်နဲ့ပတ်သက်တဲ့နှစ်ခက်ချိန်ကာလကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နေ့လယ်တနာရီ56မိနစ်မှနေ့လယ်2နာရီ16မိနစ်အတွင်းမှာတော့ထိခိုက်သေးသေးဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တယ်မရဏနှစ်ခက်ကိန်းကြာရောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ ညနေ၄နာရီ၄၈မိနစ်မှညနေ၅နာရီ၈မိနစ်အတွင်းမှာတော့အမှုခင်းပြဿနာစိတ်ပူပန်သောကတွေကို ဖြစ်စေနိုင်တဲ့သောကနှက်ခတ်ကိန်းကြားရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ည9:00နာရီ6မိနစ်မှာည9:00နာရီ26မိနစ်အတွင်းမှာတော့ဆိုရှယ်ပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်ရန်နက်ကကိန်းကြားရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နန်နန်၄နာရီ10မိနစ်မှနန်နန်၄နာရီ21မိနစ်အတွင်မှာတော့မိတ်ဆွေသင်္ကားဟာရီဆိုရှယ်မျိုးစည်းမှုကိုဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်17နာရီ10မိနစ်မှနေ့လယ်17နာရီ30မိနစ်အတွင်မှာတော့အလုပ်စီပွားထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်္ဂနက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ယခုပေါ်ပြပေးခဲ့တဲ့နဂတ်ချင်းခါရီဆိုရင်ဖြင့်တလင်းလာသတိများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နဂတ်ချင်းခါရီပဲဖြစ်ပါရဲ့ရှင်ဒီနဂတ်ချင်းခါရီကိုတမီရွေဆရာဆရာဦးဆရာကိုမကိုရိုင်းအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်တမီရွေရဲ့ယနေ့နဂတ်စီစဉ်ကိုကြည့်ရှု